ုံးမင်းမင်္ဂလာပါဗျာစိုင်းတဲ့သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ကာကြိုကြီးမင်းအွန်လိုင်းကလုတ်တင်တာကိုမလုပ်ဘဲလုတ်ချင်တာတွေရှောက်လုံနေလို့ဒီလိုအခြေအနေမျိုးကိုရောက်ကုန်တဲ့အကြောင်းကိုမောင်ရသာတင်ပြလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမင်းမမသာကအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက် ကြည့်ရှုလေးတော့တော်ဝေးပါပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်တဲ့တဲ့ဌာနမှာအတိုးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ိ2020ငါးခုနှစ်မတ်လ18ရက်နေ့ဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့နော်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပထမနေ့ပေါ့နော်မြန်မာစာစတင်ဖြည့်တဲ့နေ့လေဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဘာမှတော့အများကြီးသိမပြောချင်းကျွန်တော်ကိုအာလူတွေတချို့ကမေးကြတယ်မေးကြတဲ့မေးခွန်းလေးတွေလည်းကျွန်တော်ပြန်လဲဖြည့်ချင်းစိတ်လဲမရှိတော့ဘူးနော်လွန်ခဲ့တဲ့15ရက်နေ့ကဒါလူမှုကွန်ရက်စာမျက်နှာမှာကျွန်တော်တို့ရဲ့မြို့ချရဟန်းတော်ဆရာတော်ဦးဝီရသူ လင်းထားတဲ့ဗီဒီယိုဖိုင်လေးတွေလည်းမြင်ရတယ်ဆိုတော့ပြောလင်းပြောချင်ဒါပေမဲ့လူမှုပညာစာမျက်နှာတွေပေါ်မှာကျွန်တော်တို့ဟိုဘက်ဒီဘက်မီဒီယာတွေကတော့သူ့ဘက်ကလည်းတင်လိုက်ပြီးဒီဘက်ကလည်းဘာဖြစ်တယ်ဟိုဘက်ကလည်းဘယ်နှယောက်ကြားတယ်ဘယ်လိုဖြစ်တယ်ဒီဘက်ကလည်းဘယ်နှယောက်ကြားတယ်အပြန်အလှန်ပြောနေတယ်ဒါပေမဲ့မြေပြင်မှာကတော့လူတွေကနေရာတစ်ခုနဲ့တစ်ခုသွားမယ်ဆိုရင်ဘယ်နေရာမှာဘာဖြစ်မလဲဆိုတာရှင်းတထိတ်ထိတ်နဲ့သွားနေရတယ်ဒါဟာညှင်းလို့မရတဲ့အမှန်တရားဆိုတော့အဲ့လိုဖြစ်လာပြီဆိုရင်နံပါတ်1နိုင်ငံတော်တည်ငြိမ်တရားဝင်စုံမရင်ရေရွာအေဂျင်တာရာကြီးအားနေနေပြီဆိုတော့ဒါလည်းညှို့ထုတ်ပြလိုက်ပြီ ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကနိုင်ငံတော်အကြီးအကဲတွေကိုဟိုအကြံဉာဏ်လဲပေးဖို့ကကျွန်တော်လည်းဘာမှဘာကောင်းမှလည်းမဟုတ်ပါဘူး။တော့တော်လည်းမတော်ဘူးတက်လည်းမတက်ဘူးနားလည်းမလေဘူး။သို့တော့ဘာလေးနဲ့ဥမာပြောရမလဲဆိုကြားထိုးနေရလူပဲ။အနီးနဲ့အနက်နဲ့ကြားထိုးတဲ့လူတွေလို့ပေါ့။ကျွန်တော်ကဟိုအဖြူရောင်ကြားထိုးသမားကိုနော်ကြားထိုးတဲ့လူအဖြူရောင်ဒီစစ်တူရင်ထိုးတဲ့လူပေါ့ဗျာ။အဖြူရောင်စစ်တူရင်ထိုးတဲ့လူကိုကျွန်တော်အားပေးတယ်။အဲ့လိုပဲကျွန်တော်နဲ့ဆန့်ကျင်ဘက်အနက်ရောင်စစ်တူရင်ထိုးတဲ့လူကိုအားပေးတဲ့သူလည်းရှိမယ်။ဒါပေမဲ့သူတို့နှစ်ယောက်တစ်ဖက်နဲ့တစ်ဖက်ပြိုင်နေကြတာ။ ကျွန်တော်တို့ဘေးရကြည့်တဲ့လူတွေအားပေးတဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးเนาะအဖြူပဲရှုံရှုံအနက်ပဲရှုံရှုံအနက်ကပဲအဖြူကိုနိုင်နိုင်အဖြူကပဲအနက်ကိုထိုင်နိုင်ကျွန်တော်တို့ကကြည်နေတဲ့သူတွေကကျွန်တော်တို့ကဘာမှထူချာမသွားဘူးဘာမှလည်းပြောင်းလဲလာမှာမဟုတ်ဘူးဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးဒါလည်းကျွန်တော်တို့ရဲ့ဘွားတိုးတော့ကျွန်တော်တို့ကကျွန်တော်တို့အားပေးတဲ့အဖြူအောင်စစ်တူရင်သမားကိုနိုင်စေခြင်းနဲ့ဒီတော့တစ်ဖက်ရန်သူကသူ့ကိုစားမဲ့အကွက်တွေထောက်လာတာသူမြင်မြင်လဲမြင်မယ်မမြင်မြင်လည်းမမြင်ဘူးတိုးတော့ကျွန်တော်တို့ကသူမြင်နေတာကိုပို့ပြီးတတိထားမိအောင်ဘေးကနေပြောပြတယ် အဲ့တော့ကျွန်တော်တို့ရဲ့စစ်တူရင်ထိုးတဲ့တမကျွန်တော်တို့ရဲ့အဖြူအောင်စစ်တူရင်တမကြီးကအနက်ရောက်စစ်တူရင်တမကိုစားလို့ရတဲ့အကွက်သူ့မှာထောက်ကွက်မရှိဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်စားလို့ရတဲ့အကွက်ကိုမြင်တယ်။ဒါပေမဲ့ तू ကမစားဘူး။ဆိုတော့ကိုဘေးရကြီးကလည်းအားလုံးစားလိုက်ပါလား။အဲ့မှာစားလို့ရနေပြီ။သူ့မှာအထောက်မရှိဘူး။လွတ်လွတ်ကျွတ်ကျွတ်စား။ဒါပေမဲ့ तू ကဆရာကြီးပဲ။ဟွန်းစားသေးဘူး။အစ်စေးကြည့်နေဦး။ဆိုတော့ကျွန်တော်တို့အားပေးရတဲ့လူတွေကအဆင်မပြေဘူး။ဒါတော့လက်ရှိဒီနေ့ပြောကျင်တဲ့ဇာတ်ကဒါဆရာတော်ဦးသားသူလုံခဲ့တဲ့ရက်ကလူမှုကွန်ရက်ဆက်မနာတော်ပေါ်မှာတက်ပြီးတော့သူ့ရဲ့ဒီဇာတ် ီမင်းကွန်းတောင်ရိုးမှာရှိတဲ့ဒီကလေးတွေပေါ့နော်ဒီတက္ကသိုလ်ကနေဆောင်မပေးဖြစ်မဲ့ကလေးတွေကိုစကိုင်းစာစစ်ဌာနကိုသွားဖြစ်ဖို့မင်းကွန်းနဲ့စကိုင်းနင်းနီးလေးကိုနော်သွားလို့မရလို့မော်တော်နဲ့မန္တလေးကိုသွားမန္တလေးရမှာစကိုင်းကိုပြန်ကူးတယ်မြင်ကွင်းဟာအင်မတန်ရုပ်ဆိုးကြီးတယ်မှာဒါဟာနေမီကန်တရင်တပ်ဖွဲ့တွေတပ်ဆိုင်တဲ့တိုင်းတပ်ဖွဲ့တွေနဲ့နိုင်ငံတော်ကြီးရဲ့လုံခြုံရေးအစီအမံအားနည်းမှုတွေကိုထောက်ပြတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်အနေနဲ့ပြောချင်တဲ့စကားတစ်ခုမှရှိပါတယ်လုတ် တဲ့နာကိုအရင်ဦးစားပေးပြီးလုပ်ပါလှုပ်ချင်တာတွေကိုခဏထိန်းချုပ်ထားပါဆိုတော့လက်ရှိအနေအထားမှာလှုပ်တဲ့အရာကိုအဓိကမလှုပ်ဖဲနဲ့လှုပ်ချင်တဲ့အရာတွေကို လိုက်လှုပ်နေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးတော့တစ်ချိန်လုံးကလည်းလှုပ်ချင်တဲ့အရာတွေကိုဦးစားပေးပြီးလှုပ်ခဲ့လို့လှုပ်တဲ့နာကိုအရင်မလှုပ်ခဲ့လို့ဒီချိန်နေထိရောက်လာခဲ့ပြီအခုဒီအချိန်နေမှာထပ်ပြီးတော့လှုပ်တဲ့နာကိုမလှုပ်ဖဲနဲ့လှုပ်ချင်တာတွေကိုပဲလိုက်လှုပ်နေမယ်ဆိုရင်တော့အတွေ့ရစီရပါ ဆိုကျွန်တော်တို့နေတဲ့နေရာကညောင်ကျိုးအနေအထားဘလို့လဲတဲ့ကျွန်တော်ကိုမေးတယ်ကိုယ်တိုင်သာလာကြည့်ပြီးတော့ကျွန်တော်ပြောကူမပြောချင်တော့နော်လှုပ်တဲ့နာကိုအရင်မလှုပ်ဖဲနဲ့လှုပ်ချင်တာတွေကိုအရင်လှုပ်နေသမျှကတော့ဒီတဲ့အချင်းကြီးဆိုးဖို့ပဲရှိလိမ့်မယ်ဒါလေးကိုဒီကနေ့ပြောချင်တာပါနော်ကျွန်တော်တို့အားပေးတဲ့အဖြစ်အပျက်စစ်တူရင်သမားကြီးက စားလို့ရတဲ့အကွက်ခလေးလေးမြေမာလျက်နဲ့မစားဘဲနဲ့သဘောထားကြည့်ပြတဲ့အခါကျတော့တစ်ဖက်ကဒီကောင်ကကိုဒီအကွက်စားလို့ရပြီဆိုတာဒီတော့ပြေးထောက်လိုက်ပြီသူထောက်ကမှစားကျင်နေဆိုရင်တော့မရတော့ဘူးနှောင်းသွားပြီသူကိုပြန်စားတာခံရမှာပဲကိုကလွတ်လွတ်ကျွတ်ကျွတ်စားလို့ရတဲ့အချိန်မှာစားလိုက်ပါလှုပ်တင်နေလို့ထင်တဲ့အချိန်မှာလှုပ်လိုက်ပါနေပေါင်းငါကြည့်ဦးမဒီကောင်ဘာလှုပ်မလဲမသိဘူးဆိုပြီးတော့အိုက်တင်ခံနေရင်တော့သူ့ဘက်ကထောက်ရင်ကိုလဲစားမရပြဿနာတက်သွားမယ်ဒါလေးကိုဒီကနေ့ပြောချင်တာပါ